ဇွန်လ2ရက်နေ့မှာအင်အားတစ်ထောင်ကျော်နဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။အင်းလေး PDF တပ်ဖွဲ့ရဲ့ဇွန်လ2ရက်နေ့ထုတ်ပြန်ကြမှာတော့စစ်ကောင်စီတပ်ကအင်အားလုံးကြီးနဲ့ထိုးစစ်ဆင်တာကြောင့်သူတို့အဖွဲ့တွေစုခွာပေးလိုက်ရတယ်လို့ဖော်ပြထားပါရတယ်။အဲ့ဒီကြွာတွေမှာကင်ရင်နီက KNDF တပ်ဖွဲ့အင်းလေး MPDF တပ်ဖွဲ့ဝင်တွေနှစ်နဲ့ချီတဆွဲထားတာဖြစ်ပြီးတော့စစ်တပ်နဲ့ PNA ပူးပေါင်းအဖွဲ့ကလက်နက်ကြီးအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ပြီးတော့သိမ်းယူခဲ့တာလို့ဂျေဘူးဂျေးပါနီမာနေထိုင်တဲ့ဒေသခံတို့ကပြောပါရတယ်။ ဒီလိုလူလူရအပေါင်းလုံးနဲ့တိုင်လို့မရဘူးနောက်ထပ်သွားပြီသူကအပြေဦးနဲ့ကျွန်တော်ကြရီမြန်မာပြည်မှာစက်တိုင်းဘူးတုံးတမိထဲအောင်ရရကြုံမရှိနေရတဲ့တော့ကျွန်မထဲအောင်နှလုံးသွင်းအောင်ပြင်နေတာအဲဒီလည်းကလေးတွေဆိုတော့လည်းသူအင်ရှူရတယ်ငါးရင်ဆောင်တော့ပေါသွားတယ်ဒီဘူရောပြတော့ဝမ်းမရောလို့တော်လိုင်းတက်တွေဆုတ်ခွာသွားပြီးတဲ့နောက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်ဘူပေါင်းအဖွဲ့က ရေဘူးနဲ့ဖျားတောင်ကြည်ဝါတွေကနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါဗျ။နေရစွန်ခွာနေရတဲ့ဒေသခံတွေကအမျိုးသားတွေဟာနေရပြန်လာကြဖို့ PN တွေကတိုက်တွန်းထားပြီးတော့ဒါဟာရဲရွာလုံးကျုံရင်အကြောင်းပြချက်နဲ့စစ်မှုထမ်းခိုင်းမှုဖြစ်နိုင်တယ်လို့လည်းဒေသခံတွေကထင်မြင်ထားကြပါဗျ။စစ်တပ်နဲ့ PN တွေပူးပေါင်းအဖွဲ့တွေဟာညောင်ရွှေနဲ့ပင်လောင်းဆက်မှာရှိတဲ့နန်းတုတ်ညောင်လေးပင်ကြည်ဝါဘက်ကိုထပ်ပြီးတော့ထိုးစစ်ဆင်နေပြီးစစ်နေပြီးကျယ်ပြန့်လာမဲ့သတင်းကြောင့်တောင်ပိုကွဲနယ်ဟိုပန်ကျွာကဒေသခံ900ကျော်ဟာလဲ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေကဆိုပါတယ်哦，伊不管你过来哈，比起的好说，反正人家带过去，给人家出地了嘛。啊，我他地下那个当不过那副帮伊哇，像个地下啦，是个刚才我出门去那东山那边嘛，你在山底下的坐别下了呗。ဖပြေးလာတဲ့ဒုက္ခတွေကိုတော့ဤဆိုင်ရဲ့ကြေးဝါဒေတာခန်တွေကဘုံကြီးကျောင်းတွေမှာလက်ခံကူညီပေးနေတယ်လို့လည်းသိရပါဗျ။မိုးပြင်းမြို့ကိုထိန်းချုပ်လို့တဲ့စစ်ကောင်စီတပ်က တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ညောင်ရွှေနဲ့ဖေခုံမြို့နယ်ဆက်ကရေဘူးစွန့်ဆွဲလွယ်လုံးကြေးရတွေကိုမေလချောင်းအနေကတည်းကစစ်ကြောင်းထိုးနေလို့တော်လိုင်းတပ်ဖွဲ့တွေနဲ့နေစဉ်တိုက်ပွဲဖြစ်နေတယ်လို့လည်းရန်တောင်အမှတ်တစ်စစ်တပ်ကမေလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်အိုဘီဒုစေ PNO PNA ဝါရဖြန့်မီဒီယာတွေမှာတော့တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့ ठी ခိုးကြီးရွာဂျေဘူးကြီးရွာဖះတောင်စတဲ့နေရာတွေကိုစစ်ကောင်စီတပ်နဲ့ပူးတွဲထိုးစစ်ဆင်သိမ်းပိုင်နိုင်ခဲ့ပြီးတော့ဆန်ကားကြီးရွာအုပ်စုဘန်းပြင်ကြီးရွာအုပ်စု ဆင်းဆွဲဆင်းလိတ်ကြေးရွာတွေကိုထိန်းချုပ်ထားနိုင်ပြီလို့ဖော်ပြထားပါဗျ။စစ်ရေးအခြေအနေတွေဆက်ပြီးပြင်းထန်နေလို့သူတို့တွေဟာနေရပြန်ဖို့မဖြစ်နိုင်ကြသေးဘူးလို့ပင်လောင်းဒေတာကစစ်ဘေးဒုက္ခသည်လူကလည်းပြောပြပါဗျ။ဒီတူတဲ့နန်တူဖရမရီယတနီကိုတော့ဟိုပါဦးတရားဆောင်တယ်ဖြစ်တယ်။ဒီလိုတွေပြက်ကုန်တော့ဟိုရွာကလည်းပြန်တယ်ဆိုတော့အင်းရှိဘူး။ကျိုးရတဲ့မလုံရှုံပါလေဖြစ်နေရမလုံရှုံတော့ကြောက်နေရပြီဒီကျိုးနေရာတော့ပြန်လို့ရပြီတယ်ကျိုးနေရာတော့ ပြန်လို့မရဘူးလေမဖြစ်ပြန်ဘူးဟိုပေါင်းပြောင်းဖဲတော့ပေါင်းပြောင်းဖဲတော့ဟိုညွာရဲ့ရှိဖြစ်တဲ့ဆန်တော့ဘာလို့ကလန်မကြည့်ချောတော့မတော့ပြန်ပြက်ပြီးဒီနေ့ဘာလို့ပြန်ပြက်ပြီးတော့ဒါပေမဲ့ဟိုအဲ့ဒီအမောဖဲတဲ့ဆန်တော့ပြန်လို့အဆင်မပြေဘူးလေဟာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာရေပူနဲ့ဖျားတောင်ကြေရွာနီးစစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးရွာတွေကိုလည်းနဲ့ချီချီကြားရောက်ပောက်ကွဲခဲ့လို့ ဒေါက်တာစကန်ကကလေးငယ်နှစ်ဦးပါဝင်၃ဦးသေဆုံးပြီးတော့၁၆ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။၂024ခုနှစ်ဇန်နဝါရီလဆန်းကနေ2025မေလအထိရဲတောင်ကနေကင်းနေနေဆက်ဖြစ်တဲ့ညောင်ရွှေစီဆိုင်ဟိုပုံးပင်လောင်းနယ်ဖေခုံမြို့နယ်တွေမှာစစ်ကောင်စီနဲ့ပအိုးပြည်သူစစ်တပ်ဖွဲ့နဲ့တော်လိုင်းတပ်ဖွဲ့တွေမကြာခဏဆိုသလိုတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်ခင်ဗျာ။ oh, yeah. you. Yeah. Yeah.